ရေဒီယိုအန်ယူဂျီသောတာရှင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်ဇွန်လ14ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီရဲ့စီးရီးသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့လုံလောက်တဲ့စီးရီးနိုင်ငံရေးနယ်မြေလွှမ်းမိုးမှုမလုပ်နိုင်ရင်မွန်ဟာတပားသူလက်ထက်ရောက်သွားနိုင်မယ်လို့နိုင်ကောင်းရွတ်သတိပေးတဲ့သတင်းပဲဖြစ်ပါတယ်တော်လိုင်းရေးလှိုင်းကရံမှာလုံလောက်တဲ့စီးရီးနိုင်ငံရေးလှုပ်ရှားမှု နယ်မြေလွှမ်းမိုးမှုမလုပ်နိုင်ရင်မွန်ဆယ်မြို့နယ်ဟာတဘာသူလက်ထက်ရောက်ရှိသွားနိုင်တာကိုအထူးသတိရှိဖို့လိုအပ်တယ်လို့နိုင်ငံရွက်က ပြောကြားထားကြောင်း၎င်းအိမ်စာစဉ်ဇွန်14မှာရေးသားထားပါတယ်။မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့တဘာပတိလက်ဖြစ်မြို့သားညီညီဝေးဆိုရ NUG ကာကွယ်ရေးဒုဝန်ကြီးလက်ဖြစ်သူနိုင်ငံရွက်က MSFC တတိယကျင်းကောင်စီညီလာခံမိန့်ခွန်းမှာအခုလိုပဲသတိပေးပြောဆိုခဲ့တာပါ။မွန်လူမျိုးတို့ဟာမြို့သားလူမျိုးရေးကိုကြမှာကိုဖန်တီးခွင့်ရရှိရေးအတွက် တော်လိုင်းအချိုးခွေများစွာဖျက်ဆန်းပြီး KSS တိုက်ပွဲဝင်လာခဲ့ပေမဲ့နေဦးတော်လိုင်းကလာတိုင်းအောင်ရီမန်းပန်းနိုင်ဟာရုံလုံးမပေါ်သေးပါဘူးလို့နိုင်ကောင်းရွက်ကဆိုပါတယ်မွန်တော်လိုင်းအင်အားစုတွေအနေနဲ့လက်ရှိမြေပြင်နေထောက်ကိုလက်တွေ့ကျကျသုံးသပ်ဖို့လိုအပ်နေပြီးအချိန်မနှောင်းခင်အင်အားတွေစုပေါင်းဖွဲ့စည်းတိဆောက်ခါဘဝတူတော်လိုင်းအင်အားစုတွေနဲ့လက်တွဲဖို့ကိုလည်းနိုင်ကောင်းရွက်ကတိုက်တွန်းပါတယ်နောက်တစ်ချက်အနေနဲ့တော်လိုင်းအင်အားစုတွေပူးပေါင်းပါဝင်တဲ့မွန်ပြည်ကိုစားပြုတော်လိုင်းအစိုးရတရဖွဲ့စည်းဖို့လိုအပ်နေတယ်လို့ အနာဂတ်မွန်ဖက်ဒရယ်ယူနစ်အတွက်အုပ်ချုပ်ရေးတရားစီရင်ရေးဥပဒေပြုရေးမန်တိုင်တွေကိုအခုခေတ်ကဖွဲ့စည်းထားဖို့လိုအပ်တဲ့အကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ်။ပြည်သူဝန်ဆောင်မှုများလုံခြုံရေးနဲ့ကာကွယ်စနစ်များကိုလည်းဖွဲ့စည်းထားဖို့လိုပါတယ်။စနစ်စိုးကိုတော်လှန်ရမှာစနစ်ကောင်းတစ်ခုကိုအစားထိုးနိုင်ဖို့လိုပါတယ်။အဲ့ဒီအတွက်အခုခေတ်ကကြိုတင်ပြင်ထားဖို့လိုပြီးအုပ်ချုပ်ရေးကိုအစားထိုးနိုင်ဖို့မိမိတို့ဘက်ကအစဉ်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်လို့ MSFC တဘာပတိကပြောကြားပါတယ်။ ဝင်းကြီးချုပ်ဟောင်းဦးနုတပ်ပေါင်းစုဖွဲ့ပြီးတော်လိုင်းရဲတဲ့စာဝင်ခဲ့ချိန်1980ခုနှစ်ကနေ1988ခုနှစ်နှစ်ကြမ်းခွဲခဲ့တဲ့မွန်ပြည်သစ်ပါတီပြန်လည်ပေါင်းစည်းနိုင်ခဲ့ခြင်းအချိန်ကာလကိုမွန်တို့ရဲ့ပထမမျိုးဆက်မွန်တော်လိုင်းရဲခရီး1988ခုနှစ်ကနေနဝတဆေဆိုးရနဲ့အပြစ်ကရက်ဆဲခဲ့တဲ့1995ခုနှစ်အထိကိုမွန်တော်လိုင်းရဲဒုတိယမျိုးဆက်နိုင်ပါမှုဖြစ်စဉ်တမိုင်းဖြစ်နိုင်ကောင်းကျော်ရဲ့အဖွဲ့မင်းကုန်းမှာညွှန်းဆိုခဲ့ပါတယ်2021ခုနှစ်ဆီယနာသိမ်းပြီးနောက်မှာ အာနာသိမှုကိုဆန့်ကျင်တဲ့ပြည်သူတော်လှန်ရေးနဲ့အတူမွန်တော်လှန်တမိုင်းအချိုးအကွေ့တတိယမျိုးဆက်ဟာ Federal Democracy တော်လှန်ရေးခီးကိုဘဝတူတော်လှန်အင်အားစုတွေနဲ့လက်တွဲကာလေးနှစ်တိုင်တိုင်ရှောက်လန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။မွန်ပြည် Federal Council မဖွဲ့စည်းခင်ကနဦးဖွဲ့စည်းလိုက်တဲ့မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ကော်မတီ MSICC ကနေမြို့သားညီညီအစိုးရ NUG ဖွဲ့မှအလို့သမားဝန်ကြီးနိုင်သူဝနာကာကွယ်တူဝန်ကြီးနိုင်ကောင်းရွတ်စီမံပဏာရေးနဲ့ရင်းနှီးမြှုပ်နှံမှုတူဝန်ကြီးဦးမင်းစေယဦးတို့၃ဦးကို ကိုယ်စလဲအဖြစ်ဆေလုနိုင်ခဲ့တဲ့ပေါ့ MSICC ဟာမွန်တော်လိုင်းတတိယမျိုးဆက်တို့ရဲ့တော်လိုင်းအဖွဲ့အစည်းဖြစ်နိုင်ကောင်းရွက်ကညှို့ဆို့ထားကြောင်းသိရပါတယ်ခင်ဗျာအခုတခါမဟာလူမျိုးကြီးဝါဒနဲ့ဆီယာနာရှင်စနစ်ကျင့်သုံးပြီးပြည်ပခဖန်တီးနေသူတွေကိုအပီးတိုင်တိုက်ဖြတ်ကြဖို့ KNU ဥက္ကဋ္ဌပြောကြားတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်မဟာလူမျိုးကြီးဝါဒနဲ့အာနာရှင်စနစ်ကိုကျင့်သုံးပြီးပြည်တွင်းပြည်ပခဖန်တီးနေသူတွေကိုအပီးတိုင်တိုက်ဖြတ်ကြဖို့ဂရင်မျိုးသားစီယုံ KNU ဥက္ကဋ္ဌပရိုဆောကွယ်ဒူဝင်းကပြောကြားလိုက်ပါတယ် ီကနေ့ဇွန်လ14ရက်နေ့မှာကြာရောက်တဲ့86နှစ်မြောက်ကော်တူးလီနေမိန်ကွန်းမှာ KNU ဥက္ကဋ္ဌကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်ကော်တူးလီနေဆိုတာဟာကော်တူးလီအစိုးရဖွဲ့စည်းတည်ထောင်ခဲ့တဲ့နေဖြစ်တယ်လို့ကရင်လူမျိုးတွေအနေနဲ့မိမတို့နာမည်မှာကိုယ်ပိုင်ပြတ်ထန်းခွင့်နဲ့အုပ်ချုပ်ရေးလေပတ်ပြီးကရင်လူမျိုးတွေနဲ့ဒေသခံပြည်သူလူထုရဲ့လူဝဲချက်နဲ့လူမှုအကျိုးကိုတည်ဖို့ဖြည့်ဆည်းပေးမှုကိုပြသတာပဲဖြစ်တယ်လို့ဆိုပါတယ်ကိုယ်ပိုင်ပြတ်ထန်းခွင့်ကိုကျင့်သုံးတာဟာတော်လိုင်းကာလမှာကင်ဆွဲရက်တည်ရမယ်နိုင်ငံရေးလမ်းညွှန်ချက်ဖြစ်ပြီး မိမိတို့ရဲ့နိုင်ငံရေးကံကြမ္မာကိုမိမိတို့ကိုယ်တိုင်ဖန်တီးရင်းနဲ့ကရင်လူမျိုးတွေသာမကလူမျိုးများအားလုံးကြီးပွားဖွံ့ဖြိုးတိုးတက်စေဖို့အုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကိုလမ်းညွှန်ပေးတာလို့လဲ KNU ဥက္ကဋ္ဌကရှင်းပြပါတယ်။ခေတ်ကာလနဲ့ညီတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံရေးခြေအနေများအုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲရေးတို့ကိုနားလည်သဘောပေါက်တက်ကြွအောင်လေ့လာသင်ယူပြီးလာမယ့်အနာဂတ်ကာလမှာမိမိတို့ကံကြမ္မာကိုမိမိတို့သာဖန်တီးပြီးစီမံအုပ်ချုပ်နိုင်ဖို့အနာဂတ်မျိုးဆက်တွေမွေးထုတ်သွားမယ်လို့ KNU ဥက္ကဋ္ဌကစက်ပြီးပြောကြားထားပါတယ်။ ကရင်ပြည်ကော်တူလီဒူတော်ရင်မှာပညာတတ်လူငယ်တွေအနေနဲ့ကန္တဘောင်းဆောင်ကနေပါဝင်အဖြစ်ကြဖို့လဲ KNU ဥက္ကဋ္ဌကတိုက်တွန်းထားပါတယ်။ဒါပြင်ကော်တူလီကိုအတူတကွထူထောင်ရင်းတစ်ချိန်တည်းမှာပဲပြည်သူလူထုအားလုံးငြိမ်းချမ်းကောင်းမွန်စွာနေထိုင်နိုင်ရေးဆိုတာကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်ရမှာအတူတကွကြိုးပမ်းကြဖို့လဲပြောကြားခဲ့ပါတယ်။လက်ရှိမှာ KNU ဟာမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်အခြားသောလူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူစစ်အာဏာရှင်ကိုဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးကြိုးပမ်းနေတယ်လို့သိရပါတယ်ခင်ဗျာအခုဆက်လက်ပြီးထောက်ချမ်းမြို့အမှတ်3လမ်းနဲ့အမှတ်9လမ်းစုံမှာရှိတဲ့စစ်တပ်ဘန်ကားကိုအဝေးဒိန်းမိုင်းနဲ့ဖောက်ခွဲတတ်ခတ်ရမှာစစ်သားတအူလဲကြတည်ဆုံဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်ရောင်ရဲထောက်ချမ်းမြို့နယ်ကအမှတ်3လမ်းနဲ့အမှတ်9လမ်းစုံမှာရှိတဲ့စစ်တပ်ဘန်ကားကိုအဝေးဒိန်းမိုင်းနဲ့ဖောက်ခွဲတတ်ခတ်ခဲ့ရမှာစစ်သားတအူတည်ဆုံခဲ့တယ်လို့ Operation Flame ပျောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်မနေ့ကဇွန်လ13ရက်ည7:00နာရီကျော်ချိန်မှာ စစ်တပ်ဘဏ်ကောင်ကိုအဝေးဒိမ်းပိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဆောင်စစ်သားတွေပြင်ထွက်လာချိန်မှာအချိန်ကြိုက်တိုက်ခိုက်နိုင်ခဲ့တာကြောင့်တအူးကိုထိပြီးလဲကျသွားပါတယ်။နောက်ဆက်တွဲမြေပြင်ခြေနေဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။စစ်စင်ပြီးဆုံးချိန်မှာတော်လိုင်းအဖွဲ့သားတွေအားလုံးပြန်လာခဲ့တာကြောင့်ဘေးကင်းရာနေရာတွေကိုပြန်ရောက်နေပြီလို့လည်းအသိပေးထားပါတယ်။ဒီစစ်စင်ရေးကို Operation Flame ဖွဲ့ကလုံဆောင်ခဲ့တာဖြစ်ပြီးမာမိတ်ဖွဲ့တွေနဲ့အတူစစ်ကောင်စီတပ်တွေကိုအချိန်မြင့်တိုက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့ဖားကံမှာစစ်တပ်ကဒေသနေရပ်သားပြည်သူ၃ဦးကိုထပ်မံတပ်ဖြတ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဖားကံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာအရပ်သား၃ဦးကိုတနက်နေ့ပြစ်တပ်ပြီးကိုလက်အင်္ကာတွေကိုဖျက်တောက်ခါလမ်းဘေးမှာဆွန့်ပစ်သွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။မနေ့ကဇွန်လ၁၇ရက်နေ့မနက်ပိုင်းကမော်စီစာကျေးရွာတောင်ရောင်ကုန်းမှာအလောင်းတွေကိုဆွန့်ပစ်သွားတယ်လို့ဆိုပါတယ်။အသက်ခံရသူတွေဟာမျိုးသားတွေဖြစ်ပြီးကိုခနာစိတ်ပိုင်းတွေကိုဖျက်တောက်တာမျိုးလုံးတွေကိုဖောက်ထုတ်ထားတာနဲ့ ခေါင်းတစ်ခုလုံးချိန်မွအောင်ရိုက်နှက်တပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တာကြောင့်စစ်တပ်စစ်ကြောင်းကိုမယုံကြဘူးဒေသနေပြည်သူတွေကြားသတိပေးပြောဆိုမှုတွေရှိနေတယ်လို့သိရပါဗါတယ်။အဲဒီစစ်တပ်စစ်ကြောင်းဟာဇွန်လ17ရက်နေ့ညကလည်းတက်လက်ပိုင်းရွယ်မြို့သားသုံးဦးကိုပစ်တပ်ပြီးမော်စီစာလမ်းစုံမှာဆွန့်ပစ်ထားခဲ့တာရှိပါတယ်။အခုလိုချမ်းပတ်စစ်တပ်ကရသပြည်သူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်နေတာကြောင့်ဒေသနေပြည်သူတွေစစ်တပ်စစ်ကြောင်းလာမကိုကြောက်ရွံ့နေကြတယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။အချမ်းပဲစစ်တပ်စစ်ကြောင်းဟာမီလာကုန်ပိုင်းကစပြီးဖောက်ကန်ပြုံနယ်အတွင်းဝင်ရောက်လာခဲ့ရမှာ အရသာပြည်သူတွေကိုတပ်ဖြတ်နေတဲ့အပြင်ကြောင်စိမ့်လုပ်ွက်တွေမှာကုမ္ပဏီတွေကိုလည်းမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ